တတမီမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့တတမီမီလေးတို့အတွက်တငယ်ချင်းနှစ်ယောက်ျားကမြစ်တာဆိုတဲ့ပုံမြင်လေးကို ပြောပြပေးသွားမှာပါရှင်။ဟိုးရှေရှေတော့ငါပေါ့ကွယ်။တောအုပ်ကြီးတစ်ခုထဲမှာကြားမတကောင်နေထိုင်ပါတဲ့။ အဲ့ဒီကြားမကြီးကတောထဲမှာရှိတဲ့တကောင်သေးသောကြားကြီးပေါ့ကွယ်။ကြားဆိုတဲ့အတိုင်းပဲတောထဲမှာပဲအမဲလိုက်ပြီးတော့အသက်ရှင်နေထိုင်နေတာပေါ့။တတော်လုံးမှာတကောင်သေးသောကြားဆိုတဲ့အတိုင်းပဲတတော်လုံးကတောကောင်လေးတွေအားလုံးကလည်းကြားမကြီးကိုကြောက်ကြတယ်ကွယ်။တရက်မှာတော့ကြားမကြီးတကောင်တခြားတောကိုကိစ္စရှိလို့ခရီးထွက်သွားပါတော့တယ်။အဲ့ဒီလိုထွက်သွားတော့တောထဲကအကောင်လေးတွေအကုန်လုံးပျော်နေကြတာပေါ့လေ။ ဒါပေမဲ့တိတ်မကြခင်မှာပဲဂျာမကြီးလည်းခရင်ကပြန်ရောက်လာတာပေါ့ခရင်ကပြန်လာတဲ့ဂျာမကြီးမှာ ကိုဝင်လဲပါလာပါတဲ့ပြောရမယ်ဆိုရင်ဂျာကလေးလေးမွေးတော့မှာပေါ့နော်တောကောင်လေးတွေလည်းကြားတကောင်ရှိတာတောင်ကြောက်ဖို့ကောင်းနေတာကိုနောက်ထပ်ကြားပေါက်လေးတွေထပ်တိုးလာတော့မယ်ဆိုတော့စိတ်ညစ်နေကြတာပေါ့ ကြားမကြီးကလည်းကိုဝင်ချောင်းနဲ့ပင်ပင်ပန်းပန်းတိတ်မလုံနိုင်တော့ပဲအမဲလည်းကောင်းကောင်းမလန့်နိုင်တော့ဘူးပေါ့ဒါကြောင့်စားဝတ်နေရေးအတွက်အခက်ခဲဖြစ်လာတာပေါ့ကွယ်ဒါကြောင့်လေကြားမကြီးကတောကောင်ကြီးတွေကို အမဲမလိုက်တော့ဘဲနဲ့ယုံတို့ပူတို့လိုမျိုး တောကောင်ငယ်လေးတွေကိုပဲ အမဲလိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ပြီးတော့ဆုံးဖြတ်ချက်အတိုင်းပဲအမဲလိုက်တာပေါ့ ကျားမကြီးကသူ့ဆောင်းဝတ်နေရေးအတွက်အမဲလိုက်ရတယ်ဆိုပေမဲ့လည်းတခြားကြားတွေနဲ့တော့မတူပဲလုံးလေးရှိတာတခုတော့ရှိပါတယ်။အဲ့ဒါကတော့သူ့သားကောင်ကိုမတက်ခင်မှာနောက်ဆုံးဆန္ဒလေးတခုကိုပြောခိုင်းပြီးဖြည့်ဆည်းပေးတာပါပဲ။အခုလည်းဒီလိုပဲဖြည့်ဆည်းပေးရင်းနဲ့အမဲလိုက်တာပေါ့ကွယ်။ဒါကြောင့်လေအားနေတဲ့တောကောင်လေးတွေထဲမှာတချို့ကဆန္ဒဖြစ်မြောက်ဖို့အသက်ပေးတဲ့သူတွေလည်းရှိနေတာပေါ့ ကြားမကြီးအတွက်လည်းအစားအစာအတွက်တိတ်ပြီးစိတ်မပူရတော့ဘူးပေါ့လေအခုဆိုရင်တော့ကြားမကြီးရဲ့ကိုဝင်လဲတော်တော်လေးကိုရစ်မာလာပါပြီပြောရမယ်ဆိုရင်ခလေးမွေးတော့မှာပေါ့နော်ဒီချိန်မှာထူးထူးဆန်းဆန်းတမင်မတကောင်ကကြားမကြီးစီကိုရောက်လာခဲ့ပါတယ်တမင်မလေးကလည်းကြားမကြီးလိုပဲကိုဝင်အရစ်မာကြီးနဲ့ကွဒီတော့ကြားမကြီးကလည်းအံ့ဩသွားတာပေါ့ ကျားမကြီးလည်းဘာကိစ္စရှိလို့လဲတမင်ငယ်လို့မေးလိုက်ပါတဲ့ဒီခါမှာတမင်မလေးကကျမမကိုဝင်ရှိနေပါတယ်ကျမရဲ့ကလေးကလောကကြီးထဲရောက်လာတာနဲ့ကျမရဲ့အသက်ကို အရှင်ကျမကြီးရဲ့အစာဖြစ်ပေးမှာမို့လို့ကျမကလေးကိုတသက်တာလွတ်မြောက်ခွင့်ပေးပါလို့ပြောလိုက်ပါတယ်ကျမကြီးလည်းတမင်မပြောတဲ့စကားကိုစဉ်းစားကြည့်တာပေါ့အမှန်တော့ကလေးမွေးတယ်ဆိုတာအယံကိုပင်မန်းတယ်လို့ကြားဘူးတာတကြောင် တမင်သားမစားရတာကြလို့တမင်သားစားကျင်နေတာတကြောင်ကြောင့်ကျားမကြီးနဲ့တမင်မပြောတဲ့အပေးယူကိုလည်းလက်ခံလိုက်ပါတယ်။လက်ခံတဲ့အနေနဲ့လည်းတမင်မတခြားကို ထွက်ပြေးလို့မရအောင်ဆိုပြီးသူ့နားမှာပဲနေဖို့ပြောလိုက်တာပေါ့။ကိုဝင်ကရစ်မာနေတယ်ဆိုပေမဲ့လည်းခလေးမွေးဖို့ကလည်းတလနှလလောက်တော့လိုသေးတာဖြစ်လို့ကျားမကြီးလည်းတခြားတောကောင်လေးတွေကို ထွက်ရှာရပါသေးတယ်။ နှစ်ယောက်လုံးကလည်းကိုဝင်ဆောင်ချင်းတူတူပဲဖြစ်တာကြောင့်တမင်မာလေးနဲ့ကြားမကြီးတို့ကမွေးမဲ့အချိန်လဲအတူတူလောက်ဖြစ်နေတာပေါ့ဒါပေမဲ့ကြားမကြီးကဒီလိုမျိုးမွေးချိန်တူတူလောက်ဖြစ်နေတာကိုပိုတောင်သဘောကျပါသေးတဲ့ဒါပေမဲ့လေကလေးတို့ရဲ့နှစ်လဆိုတဲ့အချိန်ကဆက်ဆံရေးတစ်ခုတိဆောက်ဖို့လုံလောက်တဲ့အချိန်လीနော် ဒီတော့လေကြားမာကြီးနဲ့တမင်မာလေးကြားမာစားသုံးသူနဲ့အစားခံရမယ့်သူဆိုတာထက် ပိုတဲ့ဆက်ဆံရေးတစ်ခုတော့ဖြစ်ပေါ်လာပါတယ်။အချင်းချင်းကြားမာလည်းတန်ရုံးစင်တွေလာကြတာပေါ့။အခက်အခဲတွေကိုလည်းအချင်းချင်းကူညီရင်းနဲ့ဖြတ်ကျော်လာကြတော့တငယ်ချင်းဆန်ဆန်တန်ရုံးစင်တောင်ရှိနေပါပြီ။ဒီလိုနဲ့တရက်မှာတော့တမင်မာလေးကကိုဝင်နေစီသွားပြီဖြစ်တာကြောင့်ခလေးမွေးပါတော့တယ်။ ခလေးမွေးပြီးသွားတော့သူတို့သဘောတူညီချက်အတိုင်းအစားခံရတော့မယ်ပေါ့လေဒါပေမဲ့လေကျားမကြီးကဘာဖြစ်လို့ဖြစ်မှန်းမသိတမင်မာလေးကို မစားကျင်ဘူးကွဒါကြောင့်ပဲနင်ကငါထက်အရင်ခလေးမွေးလိုက်တာပဲငါနင့်ကို မစားကျင်သေးဘူးငါကလေးကိုမွေးပြီးသွားမှာပဲနင့်ကိုအပြန့်ဖြည့်တဲ့သဘောနဲ့စားမယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတဲ့တမင်မာလေးကလည်းဟုတ်ခဲ့ပါပေါ့ ဒီလိုနဲ့ပဲစောင့်ကြည့်ရင်းကနေကျားမလေးမွေးမဲနေ့ကို ရောက်လာတော့တာပေါ့ကျားမကြီးလည်းခလေးမွေးဖို့အတွက်ဂူကြီးတခုထဲမှာနေရာတွေပါတွေတေချာပြင်ဆင်ပြီးတော့မွေးဖို့ကို အသင့်ပြင်နေတာပေါ့ကွယ်ဒီချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ကျားမကြီးကို ကိုဝင်ရအောင်လုပ်ခဲ့တဲ့ကြားထီးကြီးကကျားမကြီးမွေးမဲ့နေရာနာကို ရောက်လာပါတော့တယ်ကြားကြီးရောက်လာချိန်မှာတမင်မလေးက သူ့သားလေးနဲ့အတူတူတော်ရဲသွားနေတာမို့ကြားမကြီးနားမှာမရှိဘူးကွ။ကြားကြီးကိုမြင်လိုက်တော့ကြားမကြီးကလည်းအယံကိုပြောသွားတာပေါ့။ဒါပေမဲ့ကြားကြီးလာရတဲ့ရွေချက်ကတော့တတရရနဲ့အစားအစာပေါ်တဲ့တော်ကြီးကိုကြားမကြီးလက်ထဲကနေလူယူဖို့ပါပဲ။ဒီအတွက်ကြောင့်လေကြားမကြီးကိုတပ်ပစ်ဖို့ရွေထားတာပေါ့။ ဒါကိုသိလိုက်ရတဲ့ကြားမကြီးကလည်းသူ့မှာခလေးရှိနေသေးတာမို့ခလေးကိုငှဲ့ညာတဲ့အနေနဲ့မတက်ဖို့တောင်းပန်ပါတယ်။ဒါပေမဲ့ကြားကြီးကတော့ကြားမကြီးစကားကိုနားမထောင်ပါဘူး။ကြားကြီးရောက်နေတဲ့တရင်ကို တော်တဲသွားရင်နဲ့ကြားလိုက်ရတဲ့တမင်မလေးကလည်းဒီကြားကြီးသာ အရှင်ကြားမကိုတက်ပြစ်လိုက်ရင်ငါကလေးကိုတဘဝလုံးကာကွယ်ပေးမဲ့သူရှိတော့မှာမဟုတ်ဘူး။ ပြီးတော့အရှင်ကြားမကလည်းကိုဝင်နေဆို တခုခုဖြစ်သွားရင် ခလေးကိုထိခိုက်လိမ့်မယ်အဓိကကတော့ငါခလေးရဲ့အသက်ကိုကာကွယ်ဖို့ဆိုရင် အရှင်ကြားမဘာမှမဖြစ်ဖို့လိုတယ်လို့တွေးလိုက်မိတာပေါ့ဒါကြောင့်ပဲတမင်မာလေးလဲကြားမကြီးရှိရာဂူစီကိုအပြေးလေးပြေးသွားပါတော့တယ်ဂူပောက်ဝကိုရောက်တော့ဂူထဲကိုလှမ်းကြည့်လိုက်ပါတယ် ကြားကြီးကလည်းကြားမကြီးကိုပဲမဲနေတော့ဂူအဝမှာဘသူရှိနေလဲမသိတော့ဘူးပေါ့ကွယ်။ဒါနဲ့ပဲတမင်မာလေးလည်းပြေးသွားပြီးကြားကြီးရဲ့ဘိုက်ကိုဂျိုးနဲ့တစ်ချက်ခွေ့လိုက်ပါတော့တယ်။တမင်မာလေးပြေးလာတဲ့အချိန်ကလည်းများတမင်မာလေးရဲ့ဂျိုးကလည်းခြုံထက်နေတာကြောင့်ကြားစိုးကြီးလည်းနေရာမှာပဲထိတ်သွားတော့တာပေါ့။ ကြားကြီးမရှိတော့မှပဲကြားမကြီးလဲစိတ်အေးသွားပြီးကြားပေါက်လေးကိုအနေရကင်းကင်းနဲ့မွေးလိုက်ပါတော့တယ်ကြားပေါက်လေးကိုမွေးပြီးသွားပြီဆိုတော့တမင်မာလေးလည်းသူ့ကိုစားပြစ်တော့မယ်လို့ထင်လို့ကြားမကြီးရှေ့မှာအိတ်ချလိုက်တာပေါ့ညည်ရီလေးစန်းတန်းစန်းတန်းနဲ့ဖြစ်နေတဲ့တမင်မာလေးကို ကြည့်ပြီးတော့ကြားမကြီးကစိတ်မကောင်းဖြစ်လာပါတယ် ဒါနဲ့ပဲကျမကြီးလဲကို့အသက်သခင်ဂျေစုရှင်ကို စားပြစ်ရလောက်အောင်ထီတော့ငါမမိုက်မဲသေးဘူး။ထပါနင်တို့သားမိကိုငါတည်တဲ့အထီဆောက်ရှောက်ပေးပါမယ်လို့ပြောလိုက်ပါတယ်။ကျမကြီးရဲ့စကားကိုကြားလိုက်ရချိန်မှာတမင်မာလေးလည်းအယံကိုပျော်သွားပြီးဝမ်းသာမျက်ရည်တောင်ကျတယ်ကွ။အရင်နေ့ကစပြီးတော့တမင်မာလေးတို့သားမိကို ချားမကြီးနဲ့ချားပေါင်လေးတို့ကစောင်းလျှောက်ပေးရင်တတ်ထက်ဆုံးပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြပါတော့တယ်။ချားပေါင်လေးနဲ့တပည့်ပေါင်လေးတို့ကလည်းရန်သူတွေဖြစ်ပေမဲ့မိษွေအဖြစ်မွေးဖွားခဲ့တာကြောင့်တတ်တလုံးမခွဲအတူ အချင်းချင်းဖေးမကူညီရင်းနဲ့နေထိုင်သွားတော့တာပေါ့ကွယ်။ ပုံမြင်လေးကတော့ဒါပါပဲကလေးတို့ရေကလေးတို့လည်းဒီပုံမြင်လေးကို နားထောင်ပြီးပြီဆိုရင်ဘသူအပေါ်မစိုးကောင်းကောင်းမွန်မွန်ဆက်ဆံပေးဖို့တတိရကြပါကွယ်မတော်ရင် ကိုကောင်းပေးလိုက်တဲ့သူက ကိုရဲ့အသက်ကိုယ်တောင်ကဲတင်နိုင်တဲ့အစွမ်းမျိုးရှိနေနိုင်တာမို့ကလေးတို့လည်းလူတိုင်းအပေါ်ကောင်းကောင်းဆက်ဆံပေးကြဖို့မျှော်လင့်ပါတယ် ပြီးတော့တမင်မာကြီးကိုကြည်ပြီးသားသမီးအတွက်အသက်တောင်ပေးဖို့နဲ့မိခင်မြစ်တာကိုတန်ဖိုးထားတတ်ကြပါစေကွယ်တမင်မာလေးနဲ့ကြားမာကြီးလိုမျိုး အချင်းချင်းကာကွယ်ဆောင်ရှောက်ပြီးရိုင်းမင်းကူညီနိုင်မဲ့အတငယ်ချင်းမိဆွေဆက်ဆံရေးကိုလည်းတည်ဆောက်နိုင်ကြပါစေလို့တီတီစုကဆုတောင်းပေးလိုက်ပါတယ်ကွယ် နောက်နေ့တွေမှာလည်းတတမီမီတို့အတွက် ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့တီတီစုရဲ့ Storybook for Baby TikTok Channel လေးကိုလည်း follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလေးနှိပ်ထားပေးကြပါဦးနော်။